ဟုတ်ကဲ့ကျွန်တော်ရဓမ္မမိတ်ဆွေသူတော်ချင်းသူတော်ကောင်းများအားလုံး ਨੇ ဂုံတော်ကာတာတော်မန္တန်တော်တွေကိုရုပ်ပတ်တဲ့ဆဲပူဇော်လို့တော့ကျွန်တော်ရဓမ္မမိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ရ PPL YouTube channel ကနေကြိုဆိုလိုက်ပါတယ်ခင်ဗျဒီနေ့မှာတော့ကျွန်တော်ရဓမ္မမိတ်ဆွေများအားလုံးအတွက်ဝိစာအကျဉ်းစခန်းပတိလန်းဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်လေ့လာတောင်းမိတယ်လို့ကျွန်တော်ဖတ်တောင်းမိတယ်လို့ ်ပြန်လည်ဝင်များတင်ဆက်ပေးကြပါရခင်ဗျာကျွန်တော်ရဲ့ဓမ္မမိတ်ဆွေများအားလုံးအတွက်လည်းအခုကျွန်တော်ဝင်များတင်ဆက်ပေးသွားမယ်ဝိဇာအကျင့်စခန်းပဒီလန်းဆိုတဲ့အကြောင်းအရာလေးကအကျိုးရှိပြီးအသုံးဝင်စေလိမ့်မယ်လို့အပြည့်ဝရှင်းပြမိပါရခင်ဗျာဝိဇာအကျင့်စခန်းပဒီလန်းဆိုတဲ့အကြောင်းအရာလေးကို အခုလိုပဲစတင်လိုက်ချင်ပါရခင်ဗျာပရိသမပုဂ္ဂိုလ်တူဟာ ပတိတော်တော်လေးစိတ်လာခဲ့ပြီဆိုရင်တမာရီရောင်လေးထွက်လာတာရှိတယ်။အဲ့ဒီအခါသူ့ရဲ့တမာရီကြောင့်သူပြောတဲ့အတိုင်းလုပ်တဲ့အတိုင်းဖြစ်လာတတ်တယ်။ဒီလိုဖြစ်လာတဲ့အချိန်ကျရင် သူ့ရဲ့အလုံးစခန်းတွေသူ့ရဲ့ကျင့်စဉ်အတုံးမှုတွေဟာအတွင်းအပြင်နဲ့တွေ့ဖြစ်တဲ့ဒလမိုင်းနလမိုင်းတို့ထံထိတာလည်းရှိသလို မထိသည်လည်းရှိတယ်။ဒီနေရာမှာ တကိုးကြည့်တဲ့နတ်တွေလာရင် တကိုးနိုင်တဲ့နတ်တွေဖယ်ရသလိုဝိဇ္ဇာလိုင်းကစရဏအာမြင့်တဲ့ပုံကိုယ်တွေလာရင်လည်းပညာတွေတွေအောက်နတ်တွေက မခံနိုင်မဲ့ပူကြတဲ့အတွက်အဝေးမှနေရတကယ်တူပါပဲထိတဲ့အခါမှာဓာလမိုင်းနလမိုင်းတွေကဒီပုံကိုယ်ဟာတို့ထက်အထက်ကိုရောက်သွားရင်မဖြစ်ချေဘူးဆိုပြီးထိုသူရဲ့အကြိုက်ကို မြောက်ပေးတတ်တာမျိုးရှိတဲ့ဘလို့မြောက်ပေးတာလဲဆိုတော့ဖို့ထိုးတော့လဲဘာတိတ်ဒီအစွမ်းမှာမရှိသေးခြင်းကောင်းကင်ပြန်စီတဲ့တိတ်ဒီဓာတ်တွေထည့်ပေးလိုက်တယ်လို့မျိုးပေါ့အဲ့လိုမြောက်ပေးလိုက်တဲ့အခါမှာပရိသမာပုဂ္ဂိုလ်ဟာဓာတ်မြောက်နတ်မြောက်ခြင်းအားမသိပဲငါမငါဖြစ်လာကနတ်ယူဘုံနဲ့မြောက်ဆိုတယ်လို့ဖြစ်လာတတ်တယ်ထို့အခါသူတက်က ူပြန်ထိလာပြီးဝစ်သွားသည့်အခါမှသာနလမိုင်းတလမိုင်းတို့ကထိုပုဂ္ဂိုလ်အားပြန်ပြီးလွှင့်ပစ်ကြလိမ့်တယ်ထို့ကြောင့်ပတိသမားတို့ဟာတလမိုင်းနလမိုင်းတို့ရဲ့နှောက်ရှက်မှုဖြင့်ယူသလိုနှမ်းသလိုလှုပ်ချင်သည့်အတိုင်းလှုပ်တတ်ကြတယ်အချို့ကြပြန်တော့လဲကိုကျင့်တရားဖောက်ပြလို့တံပေးခံရတဲ့သူတွေလည်းရှိတယ်ဒါကြောင့် ပတိတို့တမထတို့အာထုတ်တဲ့ပုဂ္ဂိုလ်တွေဟာဓာမြူတာတို့လမိုင်းမြူတာတို့ကိုပယ်ကကို့အလုံးစခန်းအောင်မရိမ့်မရိုင်းသွားကြဖို့လိုတယ်လမိုင်းကိုလည်းပယ်ဓာတ်ကိုလည်းပယ်နိုင်မှာလမ်းလေရောက်မှမလမ်းလေရောက်မှ ပေါ့မြောက်ရကြင်ကြသူတော်စွာဟု ဆိုသည့်အတိုင်းတတိဝရိယနဲ့ရှောက်တတ်ဖို့လည်းလိုတယ်အိမ်မြောင်တို့အဆက်မပြတ်ဆုပ်ထိုးခြင်းကိုတနည်းလင်း ကိုးချိန်အ ਨੇ ဆုံးကြားရခြင်းအမွှေးတိုင်းအငွေးများဖျားဘက်သို့သွားခြင်းမွေတွေ့ရခြင်းတောက်တဲ့ဈေးခွက်စားသောအတန်တို့ကြားရခြင်းအိမ်မက်တွင်တတိစားရခြင်းအစားစားစားရခြင်းလှေကဲ့သို့သောရေရင်တစ်ခုဖြင့်မြစ်ချောင်းတို့အားကူးဖြတ်ရခြင်းညတွင် တကားပိတ်ထားတဲ့အခန်းတွင် ရှိနေပါက လိပ်ပြဖြူ လိပ်ပြာဝါတို့အားတွေ့ရခြင်းခြေတံကြားရသလိုဖြစ်ခြင်းလူရိပ်လူကြီးတွေ့ရသလိုဖြစ်ခြင်းစတဲ့အချက်များကြုံတွေ့လာရပါက အခြေခံပဋိစက္ခန်းသည် အောင်မြင်တယ်လို့ဆိုရပါမယ်ထို့အခါတိုက်ဝင်ဖျားတကိုးကြီးဖျားတောတောင်များ၌အကျင့်စခန်းများကျင့်ဆောင်ပါကပုဂ္ဂိုလ်သူပုဂ္ဂိုလ်များများ ਨੇ ဆုံတွေ့နိုင်ကတိုက်တီစခန်းမဟိတီစခန်းတို့တက်လန်းရန် လမ်းစဖြစ်ပေါ်လာကြပါတော့တယ်အပမဒိနတံပါဒေတာမမေ့မလျော့မပေါ့စသောတတိတရားတို့ဖြင့်သာစင်ကြင်ကြကုန်လောဟုဝိဇာအကျင့်စခန်းပတိလန်းဆိုတဲ့အကြောင်းအရာလေးကို ကျွန်တော်ဖတ်ထားမိသလားကျွန်တော်လေ့လာထားမိသလားကိုအခုလိုပဲပြန်လည်ဝေမျှတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာမူရင်းရေးသားတင်ဆက်သူများအားလေးစားဂုဏ်ပြုလျက်ကျွန်တော်ရဲ့ဗီဒီယိုလေးကို ဒီလောက်နဲ့ပဲရနာခွင့်ပြုပါဦးနော်ကျွန်တော်ရဲ့နောက်ထပ်အစ်စ်တင်ပေးသွားမယ့်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါဦးမယ်ခင်ဗျာ